အောက်တိုဘာ14ရက်နေ့တရင်ကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးမြန်မာတပ်မတော်ကမိုးကုံမြို့ဘက်ကိုဦးတည်ပြီးစစ်ကြောင်းထိုးနေတယ်လို့အဲ့ဒီဒေတာကတော်လန်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။လက်တလုံးမှာတော့တပိတ်ချင်းမြို့နယ်တဆက်မန်ကျော်ကွာဝေးတဲ့ပေါ်တော်လန်းစုံမှာတိုက်ပွဲတွေပြင်းထန်နေပြီးအောက်တိုဘာ13ရက်မှာမြန်မာတပ်မတော်ဘက်ကပေါ်တော်လန်းစုံကိုထိန်းချုပ်သွားနှုန်ခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ပေါ်တော်လန်းစုံဟာတပိတ်ချင်းမိုးကုတ်လမ်းပိုင်းပေါ်မှာရှိပြီး မိုးကုံမြို့နယ်မိုင်၄၀ကျော်ွာဝေးပါတယ်ဒါပြင်တပိတ်ချင်းထိဆိုင်လမ်းစုံနေရာလည်းဖြစ်ပါတယ်ဒါကြောင့်စည်ရရအေးပါတဲ့နေရာဖြစ်ပြီးမန္တလေးမိုးကုံလမ်းပိုင်းအတွက်ဖြူဟာကြတဲ့နေရာလည်းဖြစ်တယ်လို့သိရပါတယ်ခေါ်တော်လမ်းစုံနဲ့မိုးကုံမြို့ကြားမှာတော့ဒေါ်လန်ရေးပူပေါင်းတဲ့တွေကအစင်းစင်းပိတ်ဆို့ထားတယ်လို့လည်းသူကပြောပါတယ်တိုက်ပွဲကကျန်းနေတဲ့ဖော်တော့ကိုတော့သူတို့မင်းညံ့တွေကရသွားတဲ့ဒါပေမဲ့ရှေ့မှာတားဆီးထားတာတွေအများကြီးပါလွယ်လွယ်နဲ့မိုးကုတ်မရောက်ပါဘူးလို့သူကဆက်ပြောပါတယ် မြမတမတော်ဘက်ကစစ်မှုထမ်းတဲ့နန်းစင်တပ်သားတစ်တွေအများပြားသုံးပြီးလေကြောင်းပစ်ကူနဲ့တိုးနေတာလို့လည်းပြောပါဗျ။ဖော်တော်လန်းဆောင်ကျော်မှာတော်လန်ရေးတပ်တွေတင်ပိုက်ထားတဲ့စစ်တပ်ရဲ့ခလိုင်က148တပ်ရင်းလည်းရှိသေးတယ်လို့ပြောပါဗျ။အဲ့ဒီဒေတာမှာတောင်းတမတော်မိုးကုတ်ဖြူဟာနဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PAA နဲ့မဟာမိတ်တွေပူးပေါင်းခုခံနေတယ်လို့သိရပါဗျ။ဝတ်တေဖက်ရှိတို့ဘက်အထိတိုးမဲ့ထင်ရတဲ့အဲ့ဒီကနေဆိုရင်စင်ကူးမျိုးနဲ့အဆက်ကိုရောက်မှာမိုးကုတ်ဘက်ကိုလည်းစစ်ကြောင်းထိုးနေတယ်လို့ ဒေါ်လန်ရေးတရင်ရင်းမြစ်တူကပြောပါတယ်။ဒေါ်လန်ရေးတက်တွေဘက်ကလည်းခုခံစစ်ပြင်ဆင်ထားပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရလို့သိရပါတယ်။လမ်းလေကြီးရွာကိုပြီးခဲ့တဲ့စက်တင်ဘာ23ရက်မှာတင်ပြီးနောက်ရှိဆက်တိုးလာတာဖြစ်ပါတယ်။ဒါအပြင်တပိတ်ချင်းတွေကတွင်းငယ်ဒေသမှာတော့တိုက်ပွဲငြိမ်နေပြီးမြမတက်မတော်ကလေးချောင်းကနေပုံကျဲနေတယ်လို့လည်းအဲ့ဒီဒေသကဒေါ်လန်ရေးရဲ့ဘော်တူကပြောပါတယ်။တပိတ်ချင်းနဲ့မိုးကုတ်ဒေသတိုက်ပွဲနဲ့ပတ်သက်ပြီး DNA ထံဆက်သွယ်မင်းမြန်နေစေဖြစ်ပါတယ်။ ီဗီရိုမစပီးနှစ်ဖက်ဖွဲ့လုံးစစ်ချမ်းသာအောင်မြမတက်မတော်တော်လန်ရေးတက်လို့အမြဲတမ်းခေါ်ဝေါ်တုံ့နှုံပေးသွားပါမယ်နှစ်ဖွဲ့လုံးချမ်းသာချမ်းသာကြပါစေအော်တိုဘာ၁၅ရက်နေ့တရင်ကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မဲစလီစခန်းရဲ့ကာကင်းဂိတ်စခန်းကိုအော်တိုဘာ၄ရက်ညနေပိုင်းတွင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့များကဝင်တိုက်ခဲ့ခြင်းဖြစ်မင်းဘူးခရိုင်အမှတ်9တပ်ရင်းကထုတ်ပြန်ထားပါတယ်ရင်းတိုက်ခိုက်မှုကိုမင်းဘူးခရိုင်အမှတ်9တပ်ရင်းမင်းဘူးခရိုင်ပကပွင့်ဖြူမြို့နယ်ပကဖားတို့မှပူပေါင်းတိုက်ခိုက်ခဲ့ကာ မင်းဘူးခရိုင်အမတ်လေးတက်ရင်မှလက်နက်ကြီးပစ်ကူပေးခဲ့ပါတယ်။အမတ်လေးတက်ရင်မှရဲဘော်တူဦးကပွင့်ဖြူမြို့နယ်တဲကလဲမရွာနဲ့စေတုတရားမြို့နယ်တဲကညောင်ကုန်းနဲ့ကြက်ပုံရွာတွေတော့နှစ်ဖက်တိုက်ပွဲတွေကြောင့်မီးလောင်ကုန်ပြီးဆင်လူရွာကပြူရီဥဆောင်ပြီးဆလင်းနယ်ထဲမှာကောပွင့်ဖြူမြို့နယ်ထဲမှာကောစစ်ကြောင်းထိုးတာတွေလုံနေတာရှိတယ်လို့သူကပြောပါတယ်။စက်တင်ဘာလနောက်ဆုံးပတ်မှစပြီးတိုက်လေရင်ပါယာမော်ဒါတို့ဖြင့်ပွင့်ဖြူမြို့နယ်ကိုလေကြောင်းတိုက်ခိုက်လာပါတယ်။ပိုတိမ်မုံရွာလမ်းပိုင်းကမက်စလီစီတော်ဒါမက်စလီစခန်းရဲ့ ကာကင်ဂိတ်စခန်းဖြစ်သောစီရော့ဂိတ်ကိုတော်လန်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ပြီး ရန်နှင်းငယ်တွင်မြန်မာစစ်တပ်နှင့်ပြူစောထီတို့ကပြန်သိမ်းကာထိုင်ချထားကြောင်းဒေတာခန်များထံမှသိရပါဗျ။ဒေတာခန်တို့ကအမှတ်ခွန်းနဲ့တရင်ကတိမ်းလိုက်ပြီးတဲ့အချိန်မှာဒီဂိတ်ကိုစစ်တပ်ကပြန်လိုချင်တဲ့အတွက်စင်လူရွာကပြူစောထီကောင်းဆောင်တွေဦးဆောင်ပြီးစစ်ကြောင်းထိုးလာတဲ့မဲဆလီစခန်းကိုစစ်ကြောင်းထိုးလာလို့ပြည်သူတွေလည်းစစ်ဆောင်ရတာပေါ့။အဲ့ဒီစစ်ကြောင်းကမဲဆလီရွာကိုဝင်ပြီးနေမြေရှင်းလင်းရေးလုပ်တယ်ပြီးတော့တော်လန်ရေးတပ်တွေတိမ်းလိုက်တဲ့ဂိတ်ကိုပြန်ထိုင်သွားတယ် အခုဆင်လူရွာကိုစစ်ကြောင်းပြန်ဝင်သွားပြီလို့ပြောပါတယ်။ဆိုပါကကင်းကိတ်ကိုပြန်ရရေးဆင်လူရွာမှာပြူစောကြီးကောင်းဆောင်ချိုးဝေအောင်ဖိုးတော်အောင်ရင်အောင်ချစ်လွင်ဆိုးဖိုးအောင်ဦးကြီးတို့ဥဆောင်ပြီးအောက်တိုဘာ9ရက်မှ9ရက်ထိစစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကြောင်းဆင်လူကျေးရွာတီမင်းဘူးခရိုင်အမှတ်၄တဲ့ရင်နေမြေတွင်ပါဝင်တော်လဲထိန်းချုပ်ငိုင်မှုအားနေပြီးမြမတက်မတော်ရဲ့လက်နက်အင်အားကိုမရှင်နိုင်လို့နောက်ဆုတ်ပေးထားရကြောင်းသိထားရပါတယ်။လက်ရှိဆင်လူရွာတွင်တအိမ်တယောက်နှုံးခေါ်ယူကလက်နက်တက်ဆင်ပေးထားကြောင်းသိရပါတယ်။